စစ်ကောင်စီကိုထောက်ခံအားပေးနေတဲ့တရုတ်အစိုးရရဲ့လိုအပ်တွေကိုရတန်းကရပ်ဖို့ဒေသစံတော်ချိန်နိုဝင်ဘာ9ရက်နေ့မွန်းလွဲပိုင်းကအမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန် DC တရုတ်တန်ရုံရှိမှာမြန်မာအရေးတက်ကြွလှုပ်ရှားသူတွေကဆန္ဒပြခဲ့ကြတာပါစစ်ကောင်စီတူရအောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးနေတာနဲ့ထင်းချုံနေမြေတွေနဲ့မြို့တွေကိုပြန်လည်လွတ်ဖို့တော်လိုင်းရာစုတွေပေါ်ဖိအားပေးနေတဲ့တရုတ်အစိုးရရဲ့လိုအပ်တွေကိုရတန်းမှုမြန်မာပြည်တကြွလှုပ်ရှားသူတွေကအကြီးအကဲသတင်းစကားပေးခဲ့ကြပါတယ်။ဂျပန်စေအိုစုကိုတရားဝင်မှုရောက်ဖို့အတွက် တယောက်ကအကြီးကျယ်စ조사နဲ့တွေ့ရတယ်။ဒါအောင်နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြည်သူလူထုအနေနဲ့လုံးဝလက်မခံနိုင်ဘူး။သူ့ကိုတရားဝင်လုပ်ပြီးဆိုလို့ရကပြည်သူလူထုတွေကိုထပ်ပြီးတော့တတ်ဖို့အတွက်ခွင့်ပြုနေတယ်ဆိုပြစ်နေရတယ်ဆိုရက်မစိတ်ချိုင်းနာကိုလာပေးတာဖြစ်တယ်။ဒါအပြင်ကိုကျွန်တော်တို့ PDF တွေကျွန်တော်တို့တိုင်းသားတွေအသက်တွေအများကြီးရင်းပြီးတော့တိုက်ယူထားတဲ့ဒေသတွေကိုတယောက်ကနေ pressure ပေးပြီးတော့စကောက်စီလက်နဲ့ပြန်ပေးဟိုပြောနေရကိစ္စ TNL လို့လက်ခါ pressure ပေးပြီးတော့ဘုတ်ကိုပြန်ပေးပြောနေဒီကိစ္စမှာတကယ်တမ်းပြောရင်ကျွန်တော်တို့ရဲ့တော်လိုင်းအင်အားစုတွေဘုတ်ကိုကိုအစွမ်းကိုကောက်ရဖို့အတွက်စစ်မြေပြင်ကိုသွားပြီးတော့အခုကကောက်ကိုလုပ်နေကြရတယ်ဆိုတဲ့အနေထားတွေဒီ message ကိုကျွန်တော်တယောက်ကိုပေးတာဖြစ်တယ်အင်အားကြီး ီးနိုင်ငံတစ်ခုနေ pressure ပေးနေပေမဲ့လည်းတိုင်းတစ်ပြည်လုံးကတော်လန်နေကြတဲ့ကျွန်တော်တို့ပြည်သူတွေကို pressure ပေးလို့မရအောင်ဆိုတော့တက်တဲ့ပြမဲ့ပွဲကဝုန်းကုတ်ပွဲပဲဖြစ်တယ်နောက်ထပ်သတင်းစရနာစတဲ့နှုန်းကတရုတ်ဆိုရကဝင်ရောက်ဆက်ဖက်ပြောဆိုတာတုံးကြာမရှိခဲ့ပဲ လက်နက်ကင်တော်လိုင်းဖြစ်ပေါ်ပြီးနောက်ပြည်သူတွေဘက်ကအသာသေးရစဉ်ကြားမှစစ်ကောင်စီဘက်ကနေပေါ်ပေါ်တင်တင်ရည်တည်လာတာဖြစ်ပါတယ်။ဒီစင်မာမှာချင်းပါမန်ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့နဲ့ဖန်စီထားတဲ့အမေတော်ဆန်းစုကြည်၊တမရကြီးဝင်းမြင့်၊ကျန်တဲ့နိုင်ငံရေးအကြီးအကဲအကုန်လုံးလှုပ်ပေးဖို့တောင်းဆိုခြင်းဖြစ်ပါတယ်။ရှမ်းအလရှင်ကိုတရုတ်အနေနဲ့ support မလုပ်ဖို့မြန်မာအရေးမှာတရုတ်အနေနဲ့ main online ကိုမထောက်ခံဖို့အတွက်ကိုကျွန်တော်တို့လာရောက်တောင်းဆိုတာဖြစ်ပါတယ်။ ိုးရတဲ့အဖြစ်နိုင်ငံတကာကအတိအမှတ်ပြုလာရေးအတွက်စစ်ကောင်းဆောင်ကယူကောက်ပွဲပြုလုပ်ပြီးနိုင်ငံရေးထွက်ပေါက်ရှာနေတာပါယူကောက်ပွဲပြုလုပ်နိုင်ရေးအတွက်နေပြည်တော်ပြည်သူတွေကိုပြစ်ခတ်တပ်ဖြတ်တာတွေစတိုက်ပြုလုပ်ပြီးနေမီထိန်းချုပ်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်တရုတ်စိုးရရဲ့မာယွန်းတဲ့ policy မပြောင်းလဲမခြင်းကျွန်တော်ဆက်ပြီးတော့တိုက်တွန်းမယ်တောင်းဆိုမယ်ပြည်တွင်းရရှိတဲ့တော်လှန်ညီကိုအားလုံးနဲ့အားမလျှော့ပါနဲ့ကျွန်တော်ပြည်ပညီကိုအားလုံးအစဉ်အမြဲ ထောက်ခံနေနဲ့ပံ့ပိုးပေးနေမယ်စိတ်တက်ခွန်အောင်ငွေကြီးဩလိုအပ်ရင် အမေရိကန်ဆိုတာတိရုပ်ဆိုတာကိုကျွန်တော်ဖိအားပေးနေပါမယ်အရေးတော်ပုံအောင်ကိုအောင်ရမည်နိုင်ငံကကအတိမတ်ပြုတဲ့ဆိုတာတရားဖြစ်လာရေးအတွက်စစ်ကောင်စီကမျိုးသားညီညွတ်ရေးဆိုရနဲ့အပြိုင်တန်တမန်ရေးအစာမျက်နှာမှာနီလန်းဆောင်သုံးမိအသာသေးယူဖို့ကြိုးစားနေတာပါစစ်ကောင်စီကိုအတိမတ်ပြုဆက်ဆံမှုဒေသတွင်းအာဆီယံနိုင်ငံတွေအပေါ်မှာပါတရုတ်ဆိုရာကပြပေးတာတွေရှိနေပေမဲ့ ဆရာနာသိငါးနှစ်နီးပါးကြာလာချိန်အထိတန်တမာရေးရဆောင်မြင်နာမှာမြူသားညီညွတ်ရေးဆိုတဲ့ NGO ကအသာစီးယူထားတဲ့ဖြစ်ပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ